်မင်္ဂလာပါပရိသတ်ကြီးတို့ကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့သတင်းလေးကတော့အေသင်ကိုကအယ်မိုဒေးရောင်းတဲ့ရွှေတဲတွေကို73ပေးပြည့်မပြည့်စစ်မယ်ဆိုပြီးတော့ပြောဆိုခဲ့တဲ့ပုံမှာအယ်မိုဒင်းဘက်ကနေပြီးတော့မှကျဲတို့စစ်ကြိုက်တဲ့ချိန်လာခဲ့အဆောင်နေပဲလို့ဒါပြန်လဲတုတ်ပြန်လိုက်တယ်ဆိုရတဲ့တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဆယ်လီအေသင်ကိုကတော့ဒါလက်တလောကမှာ အမေရိကမှာနေပြီးတော့သူမကျင်တတ်တဲ့သူတွေကို မထင်မထင်သလိုပတ်ပြီးတော့ပလိနေခဲ့တဲ့သမီးဆိုးကိုတော့ပြတဲ့အတိုင်းမြန်မာပြည်ပြန်ရောက်လာတော့မှအမေရာအထဲကိုထည့်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ not eating ကိုနော်တော်တော်များများကသူမန်နေမြန်ခံနေတတ်သူဆိုပြီးတော့ဒါအများသူက သိရှိလာခဲ့ပြီးနောက်ပိုင်းမှာတော့လက်ရှိတခါမှာတော့ Elmon တဲ့ကသူရဲ့ live တစ်ခုမှာ Eden ကနှခမ်းကြီးတွေရောင်းပြီးတော့တောင်းချစ်တန်တဲ့အိမ်ကိုမဲမဖောက် ေးသေးတဲ့အကြောင်းကိုဒါထည့်ပြောလာခဲ့တာပဲဖြစ်ပါရဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအေတင်ကိုဘက်ကနေပြီးတော့မှသူ့ကိုမဟုတ်တန်းရပြောဆိုနေတဲ့အပေါ်မှာတုတ်ပြန်လာခဲ့တာဖြစ်ပြီးတော့နော်အယ်မိုတင်ရောင်းတဲ့ live ထဲမှာအေတင်ကိုကနေပြီးတော့မှရွှေတွေတချို့ကိုဝယ်ယူခဲ့တာဖြစ်ပြီးတော့မှအဲ့ရွှေတွေက73ပဲပြည့်မပြည့်เนาะဒီကိုယ်တိုင်စစ်စစ်ပြီးတော့မှတကယ်တော့မပြည့် နော်60ကျောက်ကလေးနဲ့အထဲဝင်ဖို့ပြင်ထားဆိုပြီးတော့ဒါစိန်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုအတိပေးခဲ့ပြီးနောက်ပိုင်းမှာတော့ Air Mountain ဘက်ကနေပြီးတော့မှကြိုက်တဲ့အချိန်စကြိုက်တဲ့လုံဆောင်နေမယ်ဆိုပြီးတော့တဲ့ပြန်လဲစိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်နှစ်ယောက်စလုံးကထူးချွန်ထမြတ်တဲ့အမျိုးသမီးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူတို့နှစ်ဦးဖြစ်ကြတဲ့ကိစ္စကိုတော့ပြည်သက်အများစုကတော့ဒါအထူးစိတ်ဝင်တစားစောက်ကြည့်နေကြပဲဖြစ်ပါတယ်ဗျ။အမွန်တင်ဘက်ကပဲမှန်လား၊အေတင်ကိုဘက်ကပဲမှန်မလားဆိုတာကတော့ကျွန်တော်တို့ ဆက်လက်ပြီးတော့ချိန်ပေးစောင့်မြော်တည်ရှိသွားမှာပဲဖြစ်ပါတယ်ဗျဒီသတင်းလေးကလက်တလောမှာနာမည်ကြီးသတင်းဖြစ်နေတာမို့လို့ကျွန်တော်ရဲ့နော် channel ကို subscribe လုပ်ထားတဲ့ပရိသတ်ကြီးမတိရမရှိရလေအောင်ကျွန်တော်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဗျ